ခင်ဗျာကျွန်တော်ဒီကနေ့ကျွန်တော်တို့ Evening Grade 7 Group 1က Social Skill Effective Communication အကြောင်းနဲ့ပတ်သက်ပြီး presentation ကိုတင်ပြသွားမှာဖြစ်ပါတယ်။ Social Skill နဲ့ Effective Communication ဆိုတာပါလေ။ Social Skill Effective Communication ဆိုတာလူမှုဆက်ဆံရေးမှာအရေးပါတဲ့အစိပ်ပိုင်းနှစ်ခုဖြစ်ပြီးတစ်ခုနဲ့တစ်ခုပြန်လည်ဆက်ဆံနေပါတယ်။ Social Skill လူမှုရေးကျင့်မှုဆိုတာလူတအိုးဟာတခြားသူတွေနဲ့ပြုသဘောဆောင်ပြီးတိရောက်စွာဆက်ဆံနိုင်စွမ်းကိုဆိုးလိုပါတယ်။ effective communication တယောက်တော့ဆက်သွင်းမှုဆိုတာကိုပြောချင်တဲ့အကြောင်းအရာကိုတခြားသူနားလည်အောင်ရှင်းရှင်းလင်းလင်းနဲ့မှန်မှန်ကန်ကန်ပြောဆိုနိုင်စွမ်းကိုဆိုလိုပါတယ်။ဒါဟာစကားပြောဆိုမှုတစ်ခုရဲ့ရည်ရွယ်ချက်ကိုအောက်မြင်စွာရောက်ရှိစေဖို့အရေးကြီးပါတယ်။ Social skill effective communication နဲ့ပတ်သက်ပြီးရွေးထားတဲ့ခေါင်းစဉ်လေးသုံးခေါင်းစဉ်လေးသုံးခုကိုပြောပြရရအောင်ဖြစ်ပါတယ်။အာနံပါတ်၁ရင်းနှီးမှုတိစောက်ခြင်း Peer Reported တဦးတယောက်နဲ့အချင်းချင်းယုံကြည်မှုနဲ့သဘောတူညီမှုတည်ဆောက်ခြင်း၊ယူသားမှုနားထောင်မှုကောင်းမှုနဲ့မျက်နှာပြုံးပြုံးဖြင့်စကားပြောခြင်းကယဉ်နိမှုယဉ်နိမှုတည်ဖို့အရေးကြီးရတယ်။ဥပမာအစ်စ်ပြန်တွေ့တဲ့သူနဲ့စကားပြောတဲ့အချိန်မင်္ဂလာပါမင်းနဲ့မြည်လေးလေးကောင်းတယ်နော်ဆိုတာမျိုးအားစတင်မှုကောင်းပါတယ်။နံပါတ် ပြဿနာကိုဖြေရှင်းနိုင်ခြင်း problem solving မတိမငြိမတိမငြိဖြစ်တဲ့အခြေအနေတွေမှာတပုဂ္ဂိုလ်နားလည်ပြီးအမြင်နှစ်ဖက်စဉ်းစားနိုင်တယ်ဆိုတာစိတ်အေးအေးနဲ့အကြောင်းညာအရာအရင်းမြစ်ကိုတေချာနားလည်ပြီးတတိုင်းရှည်လို့ကောင်းတဲ့ဖြေရှင်းနည်းကိုရှာဖွေရမယ်ဥပမာသူပြောတာကိုနားထောင်ပြီးနောက်ကျွန်တော်ကျမဘက်ကလည်းဒီလိုအမြင်ရှိပါတယ်ဆိုပြီးတစ်တစ်ဖြည်းဖြည်းဖြေရှင်းတတ်ဖို့ဖြစ်ပ နံပါတ်3မိမိကိုယ်ကိုယုံကြည်မှုရှိစွာဖော်ပြခြင်းကိုယ်စကားကိုငြိမ်ငြိမ်နဲ့ပြောပြောတာပြောတာမဟုတ်ပဲအတ္တမှာမှန်တဲ့ယုံကြည်မှုရှိရှိ ပြောတတ်ရမယ်မိမိစကားမှာငြိမ်သက်မှုနဲ့မိမိကိုယ်ကိုမမြမမြနဲ့မလို့မလို့တဲ့စိတ်ထားပါတယ်စိတ်ထားပါတယ်ကိုယ်အမည်ကိုယ်အမည်ကိုတစ်ချက်အမဟုတ်ကိုယ်အမည်ကိုတတိချရေးချေးစွာနဲ့ ရေကျေးစွာနဲ့တည်ငြိမ်စွာဖော်ပြဖော်ပြတတ်ရမယ်ဥပမာဥပမာဥပမာကျမမမေဥပမာကျမအမေကတော့ဒီလိုပါတခြားတခြားအမေရှိရှိရှိရလဲကြားချင်ပါတယ်ဆိုတာမျိုးဖာယုံကြည်မှုယုံကြည်မှုရှိတယ်ဟုပြောပါတယ် သူရှစကီနဲ့ effective communication ဆန္ဒမှုတယောက်တစ်ဆန္ဒမှုကလူမျိုးရေးချင်မှုရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။လူမျိုးရေးချင်မှုကောင်းမှသာတခြားသူတွေနဲ့ချုံးမွေးစွာဆက်ဆံနိုင်မှာဖြစ်ပြီးအဲ့ဒီလိုဆက်ဆံရမှာတယောက်တဲ့အဆန္ဒမှုကပုံမအောင်မြင်စေပါတယ်။ဥပမာအဖြစ်တကြွဆန္ဒထောင်ခြင်းဟာလူမျိုးဆက်ဆံခြင်းမှာအရေးကြီးတဲ့အရေးအချင်းတစ်ခုဖြစ်တယ်လို့တယောက်တဲ့ဆန္ဒမှုရဲ့အခြေခံလည်းဖြစ်ပါတယ်။ကိုယ်ဟန်အမူအရာနဲ့မျိုးလုံးအကြည့်ကိုတင့်တော်စွာအသုံးပြုခြင်းဟာ လူမှုရေးအရာဆက်ဆံရေးကောင်းမှုစီတဲ့အပြင်ပြောလိုတဲ့အရာကိုပုံမှုထိရောက်စွာပြီးနိုင်ပါတယ်။စာနာထောက်ထားခြင်းဟာလူမှုရေးမှာတခြားသူတွေရဲ့ယုံကြည်မှုကိုရရှိစေသလိုထိရောက်တဲ့ဆက်ဆက်သွယ်မှုမှာလည်းတစ်ဖက်သူရဲ့ခံစားချက်ကိုနားလည်ပြီးတုံ့ပြန်နိုင်ပါတယ်။ဒါကြောင့် social skill နဲ့ effective communication ကတစ်ခုနဲ့တစ်ခုအပြန်အလှန်အားဖြည့်ပေးပြီးလူမှုဘဝမှာအောင်မြင်နိုင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရေးအချင်းတွေပဲဖြစ်ပါတယ်။